ဲခုဆိုလို့ရှိရင်စပိန်မှာဒါကိုပါဒယ်ရီကစမီဖိုင်နယ်အဆင့်ပွဲစဉ်တွေကစားပြီးသွားပြီးရောဖိုင်နယ်တက်လန်းလာတဲ့အသင်းနှစ်သင်းကလည်းပေါ်ထွက်လာပြီအဲ့နှစ်သင်းတွေကဘယ်သင်းကချန်ပီယံဖြစ်နိုင်ကြီးရှိလဲကျော်ရှင်းနှစ်တွေကတော့ဘယ်သင်းတွေကဘာတွေဖြစ်ခဲ့လဲဆိုတာနဲ့ပတ်သက်ပြီးရောဒီနေ့မှာကျော်နည်းနည်းလေးပြန်ပြီးရောဆွေးနွေးသုံးသပ်ပေးသွားမှာဖြစ်ပါတယ် ကျော်ခုလက်ရှိကိုပါတယ်ရီကျော်ဆီမီဖိုင်နယ်ကနေပြီးတော့နှစ်သင်းတက်တယ်ကျော်ဒါရီယယ်မက်ထရစ်နဲ့ဘာစီလိုနာဒါစပိန်လာလီဂါရဲ့ထိပ်သီးနှစ်သင်းပဲကျော်တိုက်တိုက်ဆန်ဆန်နဲ့ပဲကြည့်လိုက်ရတာကကျော်ဘာစီလိုနာနဲ့အက်တလက်တီကိုမက်ထရစ်ဒါဆီမီဖိုင်နယ်ပွဲစဉ်မှာကတော့တော်တော်လေးကိုကြည့်လို့ကောင်းခဲ့တယ်ပထမကျော်ပွဲစဉ်မှာတော့ကကျော်နှစ်သင်းလို့တွင်းကိုရီမြန်မြန်ဆန်ဆန်နဲ့ကြည့်ခဲ့ရပြီးတော့ဒါတစ်ဖက်ကို၄-၉စီနဲ့ဒါတရေကျခဲ့တယ်ဒုတိယကျော်ပွဲစဉ်မှာလည်းကျော်တွင်းကိုရီမများခဲ့ပေမဲ့ပြိုင်ဆိုင်မှုကတော်တော်လေးပြင်းထန်ခဲ့တယ်ကျော်ဒီ2-1စီဆိုတဲ့ရလနဲ့တော့ပွဲတော့ပြီးသွားတယ်ဘာစီလိုနာဘက်ကလည်းဂိုးထပ်မသွင်း ွင်းတယ်လို့အတလက်တီကိုမတ်ထရစ်ကလည်းကျော်ဂိုးထပ်မရခဲ့ဘူးအဲဒါကြောင့်မို့လို့ပွဲပြီးဆုံးတဲ့အချိန်မှာနှစ်ကျော်ပေါင်းရလဲ5-4ဆိုတဲ့ရလန်နဲ့အတလက်တီကိုမတ်ထရစ်ကပြုတ်သွားပြီးတော့ကျော်ဘာစီလိုနာကဒါဖိုင်နယ်အဆင့်ကိုတက်လန်းလာခဲ့တယ်အများအားအတလက်တီကိုမတ်ထရစ်ကအမြဲခံနေကြဒီစူပါကတ်တို့ကိုပါဒယ်ရီတို့မှာကျော်ရီယဲတို့ဘာစီလိုနာတွေ့လို့ရှိရင်အမြဲပြုတ်ကြကြံနေခဲ့တယ်တခါမှဒီလိုမျိုးဖိုင်နယ်အဆင့်ကိုသူတို့ကျော်ပြီးတော့ဒါရီယဲတို့ဘာစီလိုကျော်ပြီးတော့တက်လာတာမျိုးမရှိဘူးအများအားဟိုရှင်းနေ2023 2024တွေမှာဆိုလို့ရှိရင်လဲအဲ့တိုင်းပဲကျော်ရီယဲမတ်ထရစ်ဒါစီမီမှာတော့မဟုတ်ကွာတာ Marega ဖြုတ်ခံလာရတယ်ဒါအီတီကိုဒါရီယယ်မက်ဒရစ်ဖြုတ်လာပြီးပြီးတော့မှကျွန်တော်ဆီမီဖိုင်နယ်မှာဘာစီလိုနာကိုရီယယ်မက်ဒရစ်က4-0ဆိုတဲ့ရလဒ်နဲ့ထပ်ပြီးတော့ကြိတ်တယ်အဲ့မှာဖိုင်နယ်တက်တယ်ရီယယ်ကအမအိုဆာဆူနာကိုနိုင်ပြီးတော့အမမိနစ်တုံးအောင်ပြောရမယ်ဆိုလို့ရှိရင်ကိုပါတယ်ရီယယ်ရီယယ်မက်ဒရစ်ရခဲ့တယ်ပေါ့အဲ့လိုမျိုးရခဲ့တယ်ဒီနေ့မှလည်းသူတို့နှစ်သင်ထိတိုက်တွေ့ဆုံမှုလာပြန်ပြီကျွန်တော်ဒီတစ်ခါတော့ပို့ပြီးတော့ကြည့်ကောင်းမယ်အရင်တော့လို့ဆီမီဖိုင်နယ်တွေဘာတွေမဟုတ်ဘူးကျွန်တော်ဖိုင်နယ်အဆင့်မှာတွေ့ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့ကြည့်ကောင်းမယ်အရင်ကပွဲထက်စားလို့ရှိရင်ဒါမဲ့ဒီနှစ်အတွင်းမှာကိုပဲ2025အတွင်းမှာကိုပဲဇန်နဝါရီလထဲမှာကစားသွားခဲ့ ဲ့တယ်ကျွန်စူပါကပ်ဖိုင်နယ်မှာတုန်းကဆိုလို့ရှိရင်လည်းကျွန်ဒီဘာစီလိုနာနဲ့ရီယယ်မက်ထရစ်နဲ့တွေ့တယ်အဲ့ဒီအချိန်မှာတော့ဒါဘာစီလိုနာကရီယယ်မက်ထရစ်ကိုပြက်ပြက်သားသားပဲ2-5ဆိုတဲ့ရလဒ်နဲ့ဒါအနိုင်ရခဲ့တယ်ပေါ့ဒီနှစ်ကျွန်ဘာစီလိုနာရဲ့ခြေစွမ်းအတော့တော်တော်လေးကိုကောင်းတယ်ရီယယ်မက်ထရစ်အသင်းနေနဲ့တရိပ်ကြီးကြီးထားမှပဲရမယ်သူတို့ရဲ့တိုက်စစ်ကွင်းလည်းနောက်တန်းကအစားလုံးဝကွန်ပုံမိနေသလိုရီယယ်မက်ထရစ်အသင်းကလည်းတိုက်စစ်ပိုင်းကောင်းလာတာမှန်တယ် ဒါပေမဲ့ဘာစီလိုနာရဲ့တိုက်စစ်တဲ့ရှင်လိုက်မယ်ဆိုလို့ရှိရင်တူချင်း individual scale အရကြည့်မယ်ဆိုလို့ရှိရင်လည်းနှစ်သင်းကမျှတယ်ဒါပေမဲ့တင်းဝပိုင်းမှာကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ကဒီပြောမယ်ဆိုလို့ရှိရင်ဒီဘာစီလိုနာရဲ့တင်းဝကပို့ပြီးတော့ဒီကွန်ဘိုမိတယ်လို့ကျွန်တော်မြင်တယ်ဗျာအဲ့လိုမျိုးအနေထားဆိုပရိသတ်ကြီးလည်းတိမာပါရှေ့မှာဒါဒီ semi final ပွဲစဉ်ဒုတိယကြော့ကစားသွားတဲ့ပွဲမှာဆိုလို့ရှိရင်လည်းကြည့်လိုက်ပါအောင်ရမယ်ကိုလုံးဝထိန်းလို့မရသူ raffin ဟာကြီးကလည်းတောက်လျှောက်ဂိုးပေါက်ချင်းချောင်းမှုတွေလုပ်တယ်အဲ့လိုမျိုးအနေထားဖြစ်တဲ့တော့ကြောင့်မလို့သူတို့ဒါတောင်သူတို့ foreign torrent ကိုပဲတုံးတာလေ wondowski တုံးတာမဟုတ်လေ wondowski ော့စကီးသာသုံးမယ်ဆိုလို့ရှိရင်ဒီထက်ပိုပြီးတော့ဂိုးတွေရနိုင်ကြီးရှိတယ်ဒါဒါလည်းသူတို့ဒါဘာလဲကွက်တွေလဲတော့မသိဘူးလီမွန်ဒေါစကီးကိုမသုံးထားဘူးဒါပေမဲ့ဒီ final ကြာလို့ရှိရင်တော့ဒီ final က April လကျော်28ရက်နေ့လာမသိဘူးကစားမှာဒီတစ်ခါမှာကောဘယ်အသင်းကကျော် champion ဖြစ်နိုင်ကြီးရှိလဲဆိုတော့ကျော် Real Madrid နဲ့ဒီ Barcelona ရှေ့ကဒီ Copa del Rey မှာတွေ့တဲ့တောက်လျှောက်မှာကျော် Real Madrid ကပဲအသာရတာများတယ်အဲ့လိုမျိုးအနေထားဆိုရှေ့ဟို2023လာမသိဘူး2022လာမသိဘူးအဲ့ဒီလောင်းကလည်းဒီ Copa del Rey မှာကျော် Vinicius Junior hat trick ယူတယ် ပြီးလို့ရှိရင်ကျွန်တော်ဒီရိုဒီโกတကူ၄ခုပေါ့ ဒီဘာစီလိုနာဘက်ကလီဗွန်ဒေါစကီရဲ့တကူ4-1ဆိုတဲ့ရာလန်သူတို့ရှုံးသွားတယ်အဲ့တုန်းကလည်းဖလာကိုလက်လွတ်ခဲ့ရတယ်ကျောက်ဒါရီယယ်မက်ထရစ်ကချန်ပီယံဖြစ်တယ်ပေါ့အဲ့လိုအနေထားကြီးအခုဒီနှစ်မှာတော့ဒါရီယယ်မက်ထရစ်တို့အတွက်လုံးဝမလွယ်ကူတဲ့အခြေအနေကျွန်တော်ကတော့ဒီနှစ်ဒါဘာစီလိုနာဖလာရလိမ့်မယ်လို့မျှော်လင့်တယ်သူတို့ဒီဖြတ်တန်းလာတဲ့တောက်လျှောက်ကြည့်မယ်ဆိုလို့ရှိရင်လည်းရီယယ်မက်ထရစ်ကဖြတ်တန်းလာတာအသင်းသေးလေးတွေနဲ့အေးဆေးဆေးဖြတ်တန်းလာတာအခုစီမီဖိုင်နယ်မှာတော့ရီယယ်ဆိုစီဒက်ကိုအသေးသန်ဒါနောက်ကနေလိုက်ကစားပြီးတော့တက်လန်းလာနိုင်ခဲ့တာကျွန်တော်ဘာစီလိုနာဖြတ်တန်းလာတဲ့အသင်းတွေကြည့်မယ်ဆိုလို့ရှိရင်လည်းရီယယ်မက်ထရစ် ရက်စာလို့ရှိရင်တော့နည်းနည်းလေးပို့ပြီးတော့ကြက်တယ်အဓိကအဖြစ်ဒီ semi final မှာ Atletico Madrid လို့အသင်းမျိုးကိုတူရင်ကိုရင်ကစားပြီးတော့ဒါဒီ final အဆင့်ကိုတက်လန်းလာနိုင်တာဖြစ်တဲ့အကြောင်းမလို့ Real Madrid ထက်စာလို့ရှိရင်ကျွန်တော်က Barcelona ကိုပို့ပြီးတော့ ဒါချီကျူးတယ်တကယ်လည်းကောင်းပါတယ်ဒီယာဒီဘာစီလိုနာကစပိန်လာလီဂါရဲ့အမှတ်ပေးဇာမာဆိုလို့ရှိရင်လည်းအဆင့်တက်နေရမှာယက်တီနေတာဖြစ်တဲ့အကြောင်းမလို့ဒီဘာစီလိုနာအသင်းကအဖက်ဖက်မှာရှေ့ကနေပြီးတော့ပြေးနေတယ်ဒီအဆင့်နေမှာမဟုတ်ဘူးကျော်ချန်ပီယံလိမှာလည်းဘာစီလိုနာကချန်ပီယံဖြစ်ဖို့ရေပန်းအစားဆုံးအသင်းတစ်သင်းဖြစ်တဲ့အတွက်ကြောင့်မလို့အခုဒါကိုပါဒယ်ရီဖိုင်နယ်မှာဆိုလို့ရှိရင်လည်းသူတို့အနေနဲ့ဒါချန်ပီယံဖြစ်ဖို့အလားအလာအများကြီးရှိပါတယ်ဗီယက်မက်ထရစ်မကောင်းပြောတာမဟုတ်ဘူးဘာစီလိုနာကဒီနှစ်မှာ မနစ်ကားထက်စားလို့ရှိရင်ပို့ပြီးတော့ဒါကွန်ဘိုတွေမိလာတယ်ပို့ပြီးတော့တိုက်စစ်တွဲလုံးတွေကပို့ပြီးတော့ဒီထက်ကောင်းလာတယ်အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ဘာစီလိုနာကကျော်ရီယယ်မက်ထရစ်ကိုအသာရသွားလိမ့်မယ်လို့ထင်ပါတယ်ပရိသတ်ကြီးမြန်မာဆိုလို့ရှိရင်ရောဒီကိုပါတယ်ရီဖိုင်နယ်အဆင့်ပွဲစဉ်မှာဘယ်သင်းကချန်ပီယံဆုဖလားကြီးကိုရရှိသွားလိမ့်မယ်လို့ထင်လဲပရိသတ်ကြီးရဲ့အမြင်ကိုကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးသားကြပါဦး MM Media ကိုအဆုံးထိ issue ပေးကြတဲ့ပရိသတ်တယောက်ချင်းနိုင်ကိုအထူးပဲကျေးဇူးတင်ရှိပါတယ်အာကသာသတင်းစီစဉ်တွေကိုနေ့စဉ်တင်ဆက်ပေးနေတဲ့ကျော် MM Media ရဲ့ Facebook YouTube TikTok တို့ကို like and subscribe လုပ်ပြီးတော့ဆောင်းကြည့် ည်နိုင်ပါတယ်။ဘောလုံးမဲဒိုင်လိုက်ကြီးစုတင်တဲ့ပြည်သက်များအနေနဲ့လည်း www.mmmedia.stream မှာအခမဲ့ဒိုင်လိုက်ဝင်ရောက်ရှိနိုင်ပြီဆိုတဲ့အကြောင်းကိုသတင်းကောင်းပိုင်းနဲ့နောက်စီစဉ်နေမှာပြန်လည်ဆုံတွေ့ကြပါမယ်။ကျွန်တော်တို့အစီအစဉ်တင်ဆက်သူကိုယ်စွဲပါ